ုသိုလ်ဣတ္မှာလက်ဆောင်ပြဟောထားတဲ့ကုသိုလ်ဣတ္တဝိလာမတုတ်တမှာဟောထားတဲ့ကုသိုလ်ရဲ့အဆင့်ဆင့်အကောင်းဆုံးကုသိုလ်လုပ်ကြမယ်ဆိုရင်ဘယ်ကုသိုလ်လုပ်ရအောင်လဲလောကမှာဝိจิตနာကုန်ကြတဲ့ကုသိုလ်ဟာအကောင်းဆုံးလားဘယ်ကုသိုလ်ဟာအကောင်းဆုံးလဲဒီအယောင်းဝယ်လုပ်တဲ့ပုဂ္ဂိုလ်တွေဟာချိလိလိုင်းခင်းတဲ့ကြောက်ရောင်းတဲ့လူနဲ့ ရမ ्या ကြောင့်တို့ကြောက်စိမ့်တို့ရောက်တဲ့လူတွေတူတယ်လမ်းခင်းနဲ့ကြောက်ရောက်တဲ့ပုဂ္ဂိုလ်ဟာကားကြီးတွေနဲ့တိုက်ပြီးကြောက်ပုံကြီးကြီးကြီးဟိတ်နေအောင်ပုံထားပြီးတော့ရောက်တာဟာလောက်မှမရအကြီးကောင်းတဲ့ပရမ ्या ကြောက်ကလေးတစ်လုံးဟာအိတ်ထောင်ထဲမှာတောင်းမှာအပြည့်ဖို့ထဲထားအဲ့ဒီပရမ ्या ကြောက်ကလေးတစ်လုံးရောက်တာခုနကကားအစီး20 200 300တက်ရတဲ့ကြောက်ပုံကြီးနဲ့စားလိုက်ရင် ရဗျာကြောင့်လေးကတမုတ်ကြီးမှာနော်စိတ်လေးတပွင့်ကတမုတ်ကြီးမှာကြောက်ပုံကြီးကတမုတ်မရှိဘူးကုသိုလ်မှာလည်းပဲအဲ့ဒီလိုသဘောထားနော်ဘယ်ကုသိုလ်ကအသေးစားဘယ်ကုသိုလ်ကအချီစားရလိုက်တဲ့အခါမှာအကျိုးမြတ်စွာဘုရားချမ်းသာမှုရှိအဲ့ဒါကိုမြတ်စွာဘုရားဝေလမတုတ်တံမှာဟောတာရှိတယ်ဝိจิตနာအကုန်ချခံပြီးတော့လုတ်တဲ့ကုသိုလ်တွေထဲမှာတဲ့စတုဋ္ဌိတာတန်ခါ အရက်လေးမျက်နှာမှာအပိတ်ပင်တားဆီးမရှိကြွလာနိုင်တဲ့တန်ဃာတွေကိုရည်ညွှန်းပြီးတော့တန်ဂိကကြောင်းအဆောက်အဦတစ်ခုဆောက်လှူတယ်။ငွေကြေးတနာအုံကြခံပြီးတော့ဆောက်လှူတဲ့ကြောင်းအလှဟာငွေကြေးတနာဂုံနဲ့အထဲမှာတော့အကောင်းဆုံးကုသိုလ်လို့ပြောတယ်။နော်ဆွမ်းလှူတဲ့ကုသိုလ်ရှိတယ်၊သင်္ကန်းလှူတဲ့ကုသိုလ်ရှိတယ်၊ဆေးလှူတဲ့ကုသိုလ်ရှိတယ်။တန်ဃာတွေကိုရည်ညွှန်းပြီးတော့ဆောက်လှူတဲ့ကြောင်းအလှရှိတယ်။အဲ့ထက်ပဲ စွမ်းသင်္ကန်းကြောင်းလို့ဆိုတဲ့ကုသိုလ်တွေထဲမှာကြောင်းလို့တဲ့ကုသိုလ်ဟာအကောင်းဆုံး။ဘာကြောင့်အကောင်းဆုံးလို့ပြောရတယ်လဲ။တတိယတိုင်းကုသိုလ်တွေတိုးနိုင်တယ်။သာဝရကုသိုလ်မျိုးဖြစ်လို့ကောင်းနေလို့ပြောတယ်။စွမ်းဆိုတာထမင်းအသက်9ရက်9ရက်ပဲ။ဒါတော့မှမနဲ့ကပ်ပြီးရင်နေတယ်စား။နောက်တစ်ရက်မရှိတော့။သင်္ကန်းဆိုတာ3နေ့လာပဲ။ဆေးဆိုတာရောဂါဝေဒနာရှိမှလိုအပ်တာ။အဲ့တော့ကြံတဲ့ စွမ်းသင်္ကန်းဆေးတို့ဟာတခဏလေးပဲသာဝရလိုအပ်ချက်လည်းမဟုတ်ဘူး။ကျောင်းဆိုတာကြတော့အနှစ်90အနှစ်100ဟောလို့ဆောက်ဦးရှင်။အခုပဲကြည့်ဒီသိမ့်ဓမ္မယုံကြီးထဲမှာအေးချမ်းချမ်းတရားနာနိုင်ခွင့်ရှိတာဘယ်သူကနေပြီးတော့ဆောက်ရှောက်ကားွယ်ပေးထားတော့ဆိုဒီဆောက်ကြီးကကိုယ်အကျိုးပြုတာ။အပြစ်မဲ့မှာဆိုရင်အေးမယ်တို့မို့နေပူမယ်။ဒီလိုမနေနိုင်ဘူး။ တော့နေပူရင်ပူမယ်အေးရင်အေးမယ်လေတိုက်ရင်တိုက်မယ်။ဟောဆောက်ဦးတဲ့ကြတော့ပို့ပြီးတော့ချမ်းသာလေလုံးမိုးလုံးအနေထားတစ်ခုဒါဘယ်သူကအကျိုးပြုဒီเจ้าကအကျိုးပြုဆောက်ဦးကအကျိုးပြုနေတာသူတွေကိုဒါကိုဥပနိတ္တယပစ္စယောလို့ခေါ်တာနော်ဥပနိတ္တယပစ္စယောလူလူချင်းသာခြေဆုပြုတယ်လို့အမတ်တမဲ့ထင်냐ထင်ကောင်းထင်နေတယ်အဆောက်ဦးကကိုယ့်ကိုခြေဆုပြုထားတယ် အဆောက်ကခုချိန်မှာကျေစုပြုတာလေအေးအေးချမ်းချမ်းနေနိုင်တာအဆောက်ပဲကျေစုပြုထို့တူပဲအစာတို့အဝတ်တို့ကလည်းကျေစုပြုတယ်အဲ့ဒါမဲ့ကျေစုပြုတဲ့ထဲမှာအဆောက်ဦးရဲ့ကျေစုပြုမှုကပိုပြီးတော့ကြီးမားတယ်ဒါကြောင့်ကျောင်းအလှကကောင်းဆုံးလို့တူတူမျက်စုပြဟုတ်ဒါဖြင့်ကြီးတဲ့ကောင်းတဲ့ကုသိုလ်ကောင်းမှုတွေရှိသေးလားရှိတယ်ခုနကဘုရားတရဏံကိစ္စမိဆိုပြီးကိုယ့်ရဲ့ဘဝကိုဖရာတရားတန်ခါကိုအနှံလိုက်တယ် တရဏဂုံဆောက်တည်ရစတကယ်အနှံလိုက်တာနော်ကိုယ့်ရဲ့ဘဝတစ်ခုလုံးကိုဖះဆုံးမတိုင်းနေပါမယ်တရားတိုင်းကျင့်ပါမယ်တန်ဃာတွေနဲ့ပတ်သက်ပြီးကုသကောင်းမှုလုပ်ပါမယ်ဆိုဖះတရားတန်ဃာနဲ့ပတ်သက်ပြီးအဲ့လိုအနှံလိုက်တယ်ကိုယ့်ဘဝကိုဆွန့်လွတ်ပြီးတော့အနှံလိုက်တယ်အဲ့ဒီကုသကကြောင်းဆောက်ပြီးတော့ဝေကုံကြီးကြထားပြီးတော့ဆောက်လှတဲ့အလှတဲ့ပို့ပြီးတော့ကြီးမာတယ်ဘာကြောင့်ကြီးမာတော့ဆိုတော့ ကိုဘုံကကြောင်းလူတယ်ဆိုတာပြင်မက်ကပစ္စည်းနဲ့အတုံးချပြီးလူတာငွေချေတနာဆိုတာအပြင်ကပစ္စည်းကိုကကိုဘုံကိုအနှံ့လိုက်တယ်ဆိုတော့ကိုရဲ့ဘဝလို့ဆိုတဲ့တံမိုးမဖြတ်နိုင်တဲ့အသက်ကိုအနှံ့ပြီးတော့လူတန်းတာဖြစ်သွားကြောင်းဒီတရဏဂုံကပို့ပြီးတော့မြတ်တယ်အဲ့ဒီတရဏဂုံနဲ့မြတ်တာရှိသေးလားဆိုတော့တရဏဂုံစောင့်တည်ပြီးတဲ့နောက်မှာငါးပါးသီလလုံးထိမ့်သိမ့်လိုက်ဟောတာပို့မြတ်သွားတယ်ဒါဖြင့်ဒီတဲ့မြတ်တာရှိသေးလားဆိုတော့ရှိတယ် တလွတ်မေတ္တာရိပ်တာလို့ဆိုတယ်ဒီမှာမေတ္တာပွားနေမေတ္တာဘာဝနာပွားလိုက်မယ်ဆိုလို့ရှိရင်တော့တရဏဂုံတီလဆောက်တည်ထားတာလေမေတ္တာပွားတာမေတ္တာပွားတာတော့မှအကြာကြီးမဟုတ်ဘူးခန္ဓောဟနမတ္တံပိမေတ္တာဘာဝေတိနတ်တာတရှုလို့သူတို့ဆိုတယ်ဒီစကလုံးကိုခန္ဓောဟနဆိုတာနတ်တာတရှုလက်ချောင်းလေးနှစ်ချောင်းနဲ့တဏ္ဍာရူပါတို့ စံတကူတို့သွေးထားပြီးတော့လက်ချောင်းလေးနှစ်ချောင်းနဲ့ယူပြီးတော့နှကောင်းဝါကိုတိတ်လိုက်တဲ့အချိန်ပိုင်းလေးဟာဘယ်တော့မှမရှိအဲ့ဒါကိုနန္ဒတရှူလို့ပြောတာနော်နန္ဒတရှူလေးလောက်ပဲမေတ္တာစိတ်ကိုဖြစ်အောင်ကြိုးစားကြည့်ပါအဲ့ဒီမေတ္တာပွားမှုဟာခုနကတရဏဂုံသီလချောင်းဆောက်တာလေးတဲ့ပို့ပြီးတော့တန်ဖိုးကြည့်ပါတယ်။ဘာကြောင့်လို့ဆိုရင်မေတ္တာဝါနာပွားပြီးတော့ဇာရသွားမယ်ဆိုရင်ကဘာချီပြီးတော့အသက်ရှိတဲ့ပြမဖြစ်နိုင်တယ်လေ။ တတန်းကိုအလောက်ထိအောင်ရှိကြအောင်ထိမ့်သိမ့်ပေးနိုင်ချမ်းသာဒုက္ခကိုကြာကြီးထိမ့်နိုင်ဒါနတို့သီလတို့ဆိုတဲ့အရာကလူပြည်လူချမ်းသာနတ်ပြည်နတ်ချမ်းသာဒီလောက်ပဲပေးနိုင်ကဘာချီပြီးအသက်ရှင်နိုင်အောင်မစွမ်းဆောင်နိုင်ဘူးမပေးနိုင်ဘူးမေတ္တာဘာဝနာကဆန်းအဆင့်ထိအောင်ရောက်သွားတယ်မေတ္တာဘာဝနာဆိုရင်ကဘာချီပြီးတော့အသက်ရှင်တဲ့ပြမအနေထားချမ်းသာဒုက္ခတရားပေးနိုင်တယ်ဆိုသူ့ရဲ့စွမ်းအားပို့ပြီးတော့ချီမာတယ် ဒါဖြင့်မေတ္တာဘာဝနာဆိုတဲ့ကုသိုလ်ကောင်းမှုဟာအကောင်းဆုံးဖြစ်ပြီလားဆိုဖြစ်သေးဘူးသူတဲ့ကောင်းတာပါတော့ဆိုဣစရာသင်္ကတာမတ္တံပိအနိစ္စတင်ညာဘာဝေတိလက်ဖြစ်တတိအချိန်လေးပဲဖြစ်စေကုခဏာကိုစူးစမ်းပြီးတော့အောဘေယမမမြဲပါလားဆိုတဲ့ဝိပဿနာတရားကိုချုပ်ဆက်အထုတ်မမြဲဘူးဆိုတာကိုစဉ္ညင်သုံးသပ်နိုင်ခြင်းဟာဝိပဿနာဉာဏ်ကိုဖြစ်အောင် အဲ့ဒီဝိပဿနာဉာဏ်ကြတော့လှုပ်လို့ရတဲ့ကုသိုလ်တွေမှာအကောင်းဆုံးကုသိုလ်လို့ခေါ်တယ်။ထိတဲ့ကောင်းတဲ့ကုသိုလ်မရှိတော့ဘူး။လှုပ်လို့ရတဲ့ကုသိုလ်တွေမှာထိတဲ့ကောင်းတဲ့ကုသိုလ်မရှိတော့ဘူး။မဲ့ကုသိုလ်ဆိုတာလှုပ်လို့ရတဲ့ကုသိုလ်မဟုတ်ဘူး။ဝိပဿနာကုသိုလ်လှုပ်ပြီးမျက်မှောက်ပြုရတဲ့ကုသိုလ်မျိုးသာဖြစ်တယ်။ကုသိုလ်ဆိုတာမဲ့ကုသိုလ်မှာလမ်းဆုံးတယ်။သို့တော့မဲ့ကုသိုလ်သည်လှုပ်လို့ရတဲ့ကုသိုလ်မျိုးမဟုတ်ဘူး။အားထုတ်ရမဲ့ကုသိုလ်သည်ဝိပဿနာကုသိုလ်အမြင့်ဆုံးပဲဖြစ်တယ်။